မင်္ဂလာပါရှင်၃လပိုင်း28ရက်နေ့မနေ့ကပိုင်းနောက်ဆုံးညပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းရအမေရိကန်စစ်တပ်က AA ကိုစစ်ရေးအရာအကူအညီပေးသွားတော့မှာဖြစ်ပြီးအမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးဟာအာရခတတော်နဲ့တွေ့ဆုံဆွေးနွေးရန်အတွက်ဒါကာမြို့ကိုရောက်ရှိလာနေပြီလို့သိရပါတယ်အာရခတတော် AA ရဲ့စစ်တွေကြောင့်ဖြစ်တဲ့မန်အောင်မြို့ကိုတိုက်ပတ်ရန်အတွက်ကြီးမားပြင်းထန်တဲ့ထိုးစစ်မတိုင်ခင် အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးနဲ့အဖွဲ့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော်ဒါကာမြို့သို့မတ်လ24ရက်နေ့ပိုင်းမှာရောက်ရှိလာခဲ့ကြောင်းဘင်္ဂလားဒေ့ရှ် development report မှာသတင်းဖော်ပြထားပါတယ်။ဟာဝိုင်အီအခြေစိုက်အမေရိကန်ပစိဖိတ်စစ်ဌာနချုပ် USA RPAC ရဲ့ဒုတိယကုတ်ကဲရေးမှူးဖြစ်သူဒုဗိုလ်ချုပ်ကြီးဂျိုးချီပီပေါ်ဝယ်ဦးဆောင်ပြီးထိပ်တန်းအရာရှိ၄ဦးပါဝင်တဲ့အဖွဲ့ဟာ ဒါကအပြည်ပြည်ဆိုင်ရာလေးစိတ်ကိုမတ်လ24ရက်ည10:00နာရီဝန်းကျင်မှာရောက်ရှိလာခဲ့သော VDRE report ကသတင်းဖော်ပြထားပါတယ်။အမေရိကန်ပစိဖိတ်ဌာနချုပ်မှထိတ်တန့်ဗိုလ်ချုပ်ကြီးနဲ့အဖွဲ့ဟာမနေ့ကမတ်လ28ရက်မှာအရခတ်တက်တော်ထိတ်တန့်အရာရှိများနဲ့ပြည်ဆောင်ဆွေးနွေးမှာဖြစ်ကြောင်းသိရပါတယ်။မြန်မာစစ်တပ်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့အရခတ်တက်တော် AA ရဲ့စီးရီးလှုပ်ရှားမှုများပိုးစစ်ဆင်မှုများကိုစီးရီးအရာလဲ အခုညီပေးရဲ့ရည်ရွယ်ပြီးမဟာမိတ်ကြိုတင်ဖွဲ့ထားတဲ့သဘောအနေနဲ့တွေ့ဆုံကြခြင်းလည်းဖြစ်ကြောင်း NA News ကလည်းသတင်းဖော်ပြထားပါတယ်။ဒီပို့ကြိုကြီးပေါ်ဝဲဟာအီရတ်နဲ့အာဖဂန်နစ္စတန်စစ်မြေပြင်မှာအတွေ့အကြုံများစွာရှိသူဖြစ်ပြီး၎င်းဟာအာဖဂန်နစ္စတန်တွင်၃ချိန်နဲ့အီရတ်မှာ၂ချိန်တိုက်ခိုက်ရေးတာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။၎င်းဟာမတ်လ28ရက်တွေ့ဆုံပွဲအပြီးမှာ ဒါကာကဟာဝိုင်တို့ပြန်လည်ထွက်ခွာမယ်လို့သိရပါတယ်အမေရိကန်ဒုတိယဗိုလ်ချုပ်ကြီးဘော်ဝဲရဲ့ဒါကာခရီးစဉ်ဟာအေးအေးအနေနဲ့ရခိုင်ပြည်နယ်ရှိ လက်ကျန်မျိုး၃မျိုးဖြစ်တဲ့မြမစစ်တပ်ကဆက်လက်ခုခံနေတဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်မျိုးတို့ကိုတိမ့်ပိုက်ရန်အတွက်ကြီးမားပြင်းထန်တဲ့ထိုးစစ်ကြီးစတင်ရန်စီစဉ်နေချိန်နဲ့တိုက်ဆိုင်နေကြောင်းဘင်္ဂလားဒေ့ရှ်မဟာဗျူဟာရေးရာစစ်ရေးလှလာသုံးသူများကသုံးသက်ပြောဆိုပါတယ် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေတဲ့တိုက်ပွဲများဟာအမေရိကန် အနေနဲ့လူသားချင်းစာနာမှုအကူအညီများအပြင်စစ်ရေးအကူအညီများကိုလည်းပေးသွားမှာဖြစ်ကြောင်းတိုက်ပွဲများအတွင်းအေအေနေဖြင့်ထောက်ပံ့ရေးလမ်းကြောင်းများလိုအပ်လာမည်ဖြစ်တဲ့အတွက်မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်အနေနဲ့တခြားတွင်ဘင်္ဂလားဒေ့ရှ်ရဲ့စစ်တပ်မှတစ်စိအကူအညီများကိုတေချာပေါတို့ချက်ချထားသွားရမည်ဖြစ်ကြောင်းဒါကအခြေဆိုင်ပထဝီနိုင်ငံရေးလေတာသုံးသက်သူတို့ကပြောကြားခဲ့ပါတယ် အင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ဘလို့အကူအညီမျိုးထောက်ပံ့ပေးနိုင်လဲဆိုတာအမေရိကန်စစ်ဘက်အရာရှိတွေကခြုံငုံသုံးသပ်ဖို့ကြိုးပမ်းနေကြတာဖြစ်ပါတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။ဆက်လက်ပြီးနေရီကန်တိုက်ပွဲမှာစစ်ကောင်စီရဲ့ရဟရဲနှစ်စင်းကိုအီအီကပြစ်ချနိုင်ခဲ့တယ်လို့တတင်းရရှိပါတယ်။မကွေးတိုင်းငပဲမြို့အပိုင်းအမ်ဘရန်လန်ပေါ်ရှိ နေရီကန်လေကြောင်းကကွယ်ရေးဗျူဟာစခန်းတိုက်ပွဲကိုစစ်ကူရန်လာတဲ့စစ်ကောင်စီရဲ့ရဟရဲနှစ်စင်းကိုအရခတ်တတော်အီအီကပြစ်ချနိုင်ခဲ့ကြောင်းတတင်းရရှိပါတယ်။ ယမန်နီမတ်လ26ရက်မှာပဲအေအေကဖြစ်ချနိုင်ခဲ့ခြင်းဖြစ်တယ်လို့အန်နီတာကန်စီရီသတင်းရင်းမြစ်တဦးကပြောပါရယ်။နိုင်ရီကန်ပြူဟာစခန်းကိုအသေးကန်ဒရုန်းတွေရောစက်တက်လီယင်တွေရောရဟတ်ယင်နဲ့ရောပုံကျဲတိုက်ခိုက်မှုတွေအများအတန်းရှိတယ်။မနေ့ကတော့ရဟတ်ယင်နှစ်စင်းကိုအေအေကပြတာထိသွားလို့ပြတ်ကျသွားတယ်လို့ပြောပါရယ်။ ရှင်းပြင်းနဲ့ရေကန်တိုက်ပွဲသို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းများထံကဒရုန်းနဲ့လက်နက်ခဲယံတချို့ကိုအေအေကတိုက်ခိုက်သိမ်းဆည်းရမိထားကြောင်းရေပြင်စစ်ရေးအခြေအနေကိုသိရှိသူဒေါ်လန်ရေးတပ်ဖွဲ့နဲ့နှိဆက်တဲ့အမျိုးသားတအုပ်ကပြောပါရယ်စစ်ကြောင်းတက်တဲ့နဲ့ရေကန်ကိုမရောက်ဘူးကြားထဲမှာအတိုက်ခံရတာတွေရှိရလေအဲ့ဒီမှာပြိုကွဲစစ်ကြောင်းတွေတန်ရာကြသူတွေတချို့ကိုဖမ်းမိတာတွေတချို့ကအလုပ်တွေကျင်နေတာတွေရှိရလေ သူတို့ရဲ့ကြောပိုးအိတ်ထဲမှာ drone တွေကိုဖြတ်ပြီးထည့်လာတာရှိတယ်။အဲ့ဒါတွေကို AA ကတိမ့်လို့ရထားတာလို့ပြောပါတယ်။နိုင်ငံတောင်ပေါ်စခန်းတွေနေစဉ်တိုက်ပွဲရှိနေပြီးစစ်ကောင်စီဘက်ကစစ်တပ်လေးထိ drone ရဟယင်တွေပေါ်မှာစက်တနက်ဖြင့်ပစ်ခတ်ခြင်းတိုက်ပွဲဖြစ်နေတဲ့နိုင်ငံနဲ့ကုတ်ကြီးအနီးနားတစ်ဝိုက်ကိုလေကြောင်း drone များဖြင့်ပုံကျဲတိုက်ခတ်ခြင်းများပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။ ။နိုင်ရီကံဗျူဟာစကန်ကုန်းကိုအီအီကပေးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းမှာစတင်ကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။အဆိုပါနိုင်ရီကံစကန်ကုန်းဟာအီအီနဲ့ဒေါ်လန်ရစ်တပ်ဖွဲ့များရဲ့ထိုးစစ်ကိုစစ်ကောင်စီရဲ့မကွေးတိုင်းရှိကာကွယ်ရေးဖြစ်စီစက်ယုံတို့မရောက်ရှိနိုင်အောင်ကာကွယ်နေတဲ့စခန်းကြီးတစ်ခုဖြစ်ကြောင်းသိရပါတယ်။မရှလာအစောပိုင်းတွင်နေရီကံဗျူဟာတောင်ကုန်းအောက်ကအရေးပါတဲ့စစ်ကောင်စီရဲ့တောင်ကုန်းတချို့ကိုအေအေကသိမ်းပိုက်ခဲ့ကြောင်းသိရပါတယ်။